အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ပွဲပြီးသုံးသပ်ချက်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့ဒါကျွန်တော်မနေ့ခင်းလေးဖြစ်ပါစေဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ဘောနော်အဲဒါဒီနေ့မနေ့ခင်းမှာဒါကျွန်တော်တို့အစောပိုင်းတနအိုင်ခွဲမှာဒါကျွန်တော်တို့အင်္ဂလိပ်အသင်း၃သင်းဖြစ်တဲ့ဒါ Manchester United အသင်း Tottenham Hotspur တင်ပြီးတော့ဒါကျွန်တော် Chelsea အသင်းတို့ဒါကျွန်တော်ပြီးတော့ဒါတစ်ဖက်က Real Betis နဲ့ Fiorentina တို့ပွဲစဉ်တို့ရှိခဲ့ပြီးတော့ဒါကျွန်တော်အင်္ဂလိပ်အသင်းတွေ၃သင်းလုံး၉ပြက်ရလတ်၉စီ၉စီနဲ့အနိုင်ယူသွားခဲ့တာဖြစ်တယ်။အဲ့တော့ကျွန်တော်လက်ရှိမှာဒါ Europa League Semi-final ပွဲစဉ်တွေကိုရင်ပြောအောင် Manchester United အသင်းနဲ့လက်ရှိမှာဒါအင်္ဂွင်လုံးဝရှုံးပွဲမရှိသေးတဲ့ Athletic Bilbao Club ကိုတော့ဒါကျွန်တော်အင်္ဂွင်မှာ Manchester United အသင်းက၃ဂိုးဂိုးမရှိဆိုတဲ့ရလနဲ့ကျွန်တော်အနိုင်ယူခဲ့တယ်ဖြစ်တယ်။အဲ့တော့ဒီနေ့မှတော့ကျွန်တော်ပထမဆုံးဒါဆွေးနွေးဖို့လိုတာလူတော်များသိဖို့လိုတာဘာလို့အနီးကပ်ဖြစ်ခဲ့ ဲ့လဲဆိုတော့ဥစားပါပဲအဲ့တော့ဒါကျွန်တော်အရင်တော့ကလူဒရော်များထင်ခဲ့တာကဒါကျွန်တော်တို့ defender တွေနဲ့ဒါကျွန်တော်တို့အဲ less defender မဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ဒီနေရာမှာအဲစီစတဲ့မှာ found နေဆိုရင်မတော့ကျွန်တော်ဒါ16ကစီတဲ့မှာ found နေဆိုရင်တော့ဒါ defender တော်တော်များများအဝါကက်နဲ့ပြီးသွားတာများတယ်ဘာလို့ဒါဒီခါကျတော့အနီကက်နဲ့ဒါကျွန်တော်တို့ဖြစ်သွားခဲ့တယ်အဲ့တော့ဒီအောင်ခင်ဗျားတို့မှာမျက်စိနဲ့ပြန်မြင်အောင်ပြောရမစမှတ်မိလားမသိဘူးဒါကျွန်တော်တို့မှတ်မဲ့ရပါလေဒါ Manchester United နဲ့ Fulham နဲ့ FA Plus C မီမာလား Quarter မာလားမသိဘူးဒါကျွန်တော်တို့ William တယောက်ဒါကျွန်တော်တို့ Manchester United အသင်းရဲ့ကံချက်ကိုလက်နဲ့ပုတ်ထုတ်လိုက်လို့ဖြစ်သွားတယ်။အဲ့ဒီမှာဒါကျွန်တော်တို့ deny of goal scoring opportunity ပေါ့နော်။ကျွန်တော် DGS ဆိုလို့ခေါ်တယ်။အဲ့တော့ deny of goal scoring opportunity ပေါ့။အဲ့ဒါအဲ့ဒါကိုလက်ရှိမှာပြောရချင်မြန်မာလိုပြောရမယ်ဆိုတော့အလှဆုံးပြောရမယ်ဆိုတော့ goal twin နဲ့ goal twin မို့တေချာတဲ့အလုံးကိုကာကွယ်လိုက်တဲ့အတွက်ကြောင့်အဲ့တော့ William Nick နဲ့ထွက်သွားခဲ့တယ်။မမေရပါဘူး William Nick ကဇော်ဒကာတက်တဲ့ Mitrovic ကမှထွက်ပြီးထွက်သွားခဲ့တယ်။အဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာလည်းအတိုင်းခက်ဆစ်စင်မှာပဲ Manchester United နဲ့ဒုတိယအသင်းကိုရဖို့တဲ့တေချာနေတဲ့အချိန်မှာပြောမယ်ဆိုရင်ဒါကျွန်တော်တို့ white line တယောက်ဒါ ကျွန်တော်တို့အကယ်၍သာ VPN သာမစွဲခဲ့ဘူးဆိုရင် white light ကအဲ့ Google ကိုဘူးအတွက်တေချာနေတဲ့အနေအထားကိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာဒါကျွန်တော်တို့ VPN နေနဲ့ဒါတစ်ဖက်သင်းရဲ့ twin go တေချာစီမဲ့ Google ဒါကျွန်တော် တားဆီးခဲ့တဲ့အနေအထားမလို့အနိကရရှိခဲ့တာဖြစ်တယ်ပြောရမယ်ဆိုတော့ဒါကျွန်တော်တို့ dining နေနဲ့ဒီဆုံးဖြတ်ချက်ကိုတော့စီမင်းစီကံဘောင်တွေကနေပြီးတော့အပြည့်အဝလုတ်ခဲ့တာဖြစ်တော့ကျွန်တော်ဒီအနိကကတော့ fail ဖြစ်တယ်လို့ကျွန်တော်နေပြောလို့ရတယ်အဲ့တော့ဒါကြောင့်ဟာဘာမှလည်းဒီလောက်လေးစွဲရတဲ့နေဒါကျွန်တော်အနိကဖြစ်တယ် အခုလက်ရှိမှာဒီအနီကက်ကဒါကျွန်တော်တို့ဟိုကြမ်းတမ်းတော့ကစားပုံကိုဒါအနီကက်ပေးတာမဟုတ်ပါဘူးဒါကျွန်တော် last defender ပေါ့နော် last defender ကျွန်တော်တို့ဒါကိုင်းထဲမှာဒါကျွန်တော်တို့ဟို last defender နဲ့ခက်ဆင်စစ်ပုံစံပြပါပဲဒါကျွန်တော်တို့ ကိုသွင်းဖို့တေကြတဲ့ဒါကျွန်တော်အခြေအနေတစ်ခုကိုကာကွယ်လိုက်တာတော့တော့မတရားတဲ့အနေနဲ့ပေါ့နော်ဒါတရားဝင်နေတဲ့မို့မတရားတဲ့အနေနဲ့ကာကွယ်လိုက်တာဖြစ်တဲ့ကြောင့်ပြစ်ဒဏ်ပေးလိုက်တဲ့ဆိုတဲ့ဘက်မှာရှိတယ်။အဲအကြောင်းမို့ဒါကျွန်တော် Manchester United အသင်းအနေနဲ့ဒါကျွန်တော်အဲ့ဒီမှာ Athletic Bilbao တို့တယောက်ပူစတာဝါခဲ့တာဖြစ်တယ်။အဲအဲ့ဒီညီကကျွန်တော်ရဲ့ personal မြန်မာဆိုတော့ Simian Sikan ဘောင်တိုင်းကလုံသွားကြအောင်ဒါ purely ဒါကျွန်တော်တို့အနေကပ်ပါပဲ။မှန်လဲမှန်ပါလေဘာလို့ခုနကပြောတာ soft powder ဒါကျွန်တော်တို့ power တော်တော်လေးကိုပြောတယ်။ဒါပေမဲ့ခုနကပြောသွေးလက်ရှိ Simian Sikan ရဲ့သဘောတရားရဆိုတော့အဲ့ဒီအနေကပ်ကတော့ ပေးတဲ့နဲ့အနီးကပ်ဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာဒီနေ့ပေါ်စမှာ Manchester United တင်တဲ့အနီးကပ်ရှိရှိမရှိရှိမှာကစားပုံကဒီနေ့ပုံတော်တော်လေးကို improve ဖြစ်လာတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်အဓိကချီးကျူးဖို့လို့ဒါကျွန်တော်ခေါင်းကြီးပဲ။ခေါင်းကြီးနေတဲ့ခုလက်ရှိဒါကျွန်တော်တို့လက်ရှိ Manchester United တင်ကို Lion နဲ့ပွဲစံမှာလည်းအဓိကနေရာမှာ captain ပေးခဲ့လို့ဒီနေ့ပွဲစံမှာဒါကျွန်တော်ပထမဆုံးတွေးဖို့မှာလည်းကျွန်တော်ပထမပါစပါဖို့ကျွန်တော်အောင်ဆိုင်ကြည့်နေပြီးလည်းပြီးတော့ဒါ Manchester United ကိုသွင်းမယ်လေဖြစ်ကိုကျွန်တော်ဒီဘက်လန့်ကြည့်အချိန်မှာဘလူး assist ပေးဝိုင်းလန့်ကြည့်နေတာ ဟာကောင်းကြီးပါလားပေါ့နော်ဒါကျွန်တော်ရိုးရော်မှုတော်တော်လေးကိုတည်တက်လှပါတယ်ဒါဝင်းကနေပြီးလှမ်းပြီးထောင်ပြီးလိုက်တဲ့ပုံလုံးကိုကာဆယ်မဲရိုအနေနဲ့လွတ်လွတ်ကျွတ်ပုံစံမျိုးကနေပြီးသွင်းသွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါလုံးဝကဒါကျွန်တော်တို့ fair ဖြစ်တဲ့ twin goal တို့ဖြစ်တယ် United တင်းနဲ့ဒါကျွန်တော်တို့တရားမယုံခင်ကဒီ twin goal ကိုရထားပြီးရဖြစ်တော့ United အနေနဲ့ကစားပုံကတော်တော်လေးကိုမဆိုးဘူးပြောရဲအဲ့တော့ဒီနေ့ပုံစံမှာကြည့်မယ်ဆို United အသင်းအနေနဲ့ဒါ Europa League မှာရှုံးပွဲမရှိဒါကျွန်တော်စံချိန်တစ်ခုကိုထပ်မံပြီးတင်ထားခဲ့လို့လက်ရှိမှာ Manchester United တင်းနဲ့ဒါကျွန်တော်တို့ Europa League final ကိုသွားဖို့အတွက်တေချာတလောက်နီနီဖြစ်သွားခဲ့ပြီပဲဆိုလို့ရမယ် ဲမှာပါတယ်အဲ့တော့ဘီဘာဝဲအိမ်ဝဲမှာကွဒီလိုရလက်ကောင်းမှုအပေါင်းလက္ခဏာမျိုးကိုယူခဲ့တယ်ဆိုတော့တော်တော်လေးကိုအပေါင်းလက္ခဏာဆန်တယ်လို့ကျွန်တော်ရဲ့ပုံကူကြီးမှာမြင်တယ်ယူနိုက်တက်တင်းတဲ့ဒီတိုင်းဆိုတော့ကျွန်တော်တို့ဒါယူရိုပါလိဒါကျွန်တော်ဖိုင်နယ်ရောက်ဖို့အတွက်လည်းတည်ကြတော့နည်းနည်းဖြစ်သွားပါပြီပြီးတော့ဒါယူရိုပါလိဖိုင်နယ်ရောက်ဖို့အတွက်လည်းရှိမှာမန်ချက်စတာယူနိုက်တက်တင်းနဲ့ချီတလန်းမဟုတ်ဘူးခြေစုံလုံးပစ်တဲ့ပုံစံမျိုးကိုတော့ပြောလို့ရမယ့်အနေအထားမှာရှိလို့ပြောပြရစေအဲ့တော့မန်ချက်စတာယူနိုက်တက်အသင်းတွေကဒါဒီနေ့ပုံစံကတော်တော်လေးအထိပ်ပဲရှိခဲ့အဲ့တော့ဒါဒုတိယအသင်းကရရှင်းပါခုန VPN ဖောင်းကတစ်စိဒါကျွန်တော်ပနဒီရတယ်ပနဒီကို Bruno Fernandes နဲ့အမှားယူမရှိတွင်းတယ်ပြီးလဲ ပြီးတော့ဒါကျွန်တော်တတိယအသွင်းကိုတတိယအသွင်းကိုမှဒါကျွန်တော်ဥကာတေးရဲ့ပါနက်ဘူးပေါ့နော်အဲ့တော့ဥကာတေးရဲ့ပါနက်နောက်ပေါက်လေးနဲ့ပေးမှုကတစင်မဲပါဖာနန်ဒက်စ်ကလွတ်လွတ်ကျွတ်ကျွတ်ထွက်သွားခဲ့တယ်လွတ်လွတ်ကျွတ်ထွက်သွားခဲ့တဲ့မှာဂူတမဝန်ဝတ်တွေ့ရတဲ့မှာဘရူဖာနန်ဒက်စ်ရဲ့ဒါ signature ပဲလုံးဝအမှားရမရှိကန်သွင်းခဲ့အဲ့တော့ဒီနေ့ပွဲစဉ်မှာတကယ်ကိုချီးကျူးရမှာတော့ Manchester United တသင်းလုံးမှာပဲဒါတဝဘက်က Athletic Bilbao ကိုအကုန်လုံးချီးကျူးတယ်သူအမြင်နဲ့ဒါကျွန်တော်အကုန်လုံးကဒါဟာဘာဖြစ်နေညာဖြစ်တယ်ပြောခဲ့ပေမဲ့ဒီနေ့ပွဲစဉ်မှာတကယ်ကိုချီးကျူးစရာကတော့ Manchester United တသင်းလုံးဖြစ်တယ်ဒါကျွန်တော်အားနေပါတယ် Swine Lane မှာဒီနေ့ပွဲစဉ်မှာ link up play မှာတော်တော်လေးအဆင် င်ပြေခဲ့တာတွေ့ရမယ်ဒါသူ့ကြောင့်ပဲဒီနေ့ပုံစံမှာဒါအနီကဲရရပနတီရခဲ့တာဖြစ် game ကို change လုပ်လို့ရတဲ့ twin ကိုတခုဖြစ်သွားတဲ့ကြောင့်မို့ white line ကဒီနေ့ပုံစံမှာဒါဘယ်လိုပဲပြောချီချူရမယ်ကစားသမားတယောက်ကိုကျွန်တော်နေမြင်နေဒါပေမဲ့လက်ရှိတသင်းလုံးကောင်းပြီတယောက်တည်းညံ့နေတာကန္နာချိုပဲဒီနေ့ပုံစံမှာ manchester united တင်းနေတာ၄ခု၅ခုရနိုင်တဲ့ခွင့်ရေးတွေကိုကန္နာချိုတယောက်အခွင့်အရေးတွေကိုအသုံးမချနိုင်ကြတော့တွေ့ရမယ်တတော်လေးကိုနှမျောကိုကောင်းတဲ့ twin ကိုတွေကိုဒါကျွန်တော်ကန္နာချိုနဲ့တုံးပြအဲ့တော့ဒီနေ့ပုံစံမှာ manchester united အလုံနိုင်ဆုံးနဲ့အလုံသိဆုံးရခိုင်နှုန်းက athletic bibao ကိုတကူပြန်မပြီးဘူးပဲအဲ bibao အနေနဲ့အခုလက်ရှိမှာဒါကျွန်တော် တော့တကူလောက်သာပြင်ရခဲ့မယ်ဆိုနှစ်ကူ deficit ဆိုတာနည်းနည်းလေးကျင်းမြောင်းတဲ့အတွက်ကြောင့်မို့ United အင်္ဂွန်းမှာတခုခုပြန်လုတ်ပြသွားနိုင်တဲ့အနေအထားရှိရကြောင့်မို့ United တင်းဒီနေ့ပေါ်မှာအဲ3ဂိုးလုံးကို3ဂိုးလုံးအနေအထားတခုခုပဲလုံးဝ100%အပြည့်ဝထားခဲ့တယ်ဒါဟာလုံးဝ fair ဖြစ်တယ်လို့ကျွန်တော်နည်းမြင်တယ် United တင်းတော့ဒီနေ့ပေါ်မှာနောက်တစ်ချီချင်းတာတဖြည်းနဲ့တဖြည်း Ruben Amorim ရဲ့ဒါကျွန်တော်တို့ cancel ပိုင်းကအသက်ပြန်ဝင်လာခဲ့ပြီဒါကျွန်တော်တို့လက်ရှိမှာစိုင်းငင်းကောင်းတွေကိုတင်နိုင်ခဲ့လို့ဒီနေ့ပေါ်မှာနောက်တစ်ချီချူအောင်မှာလဲ Andrew Onana ပါတစ်ဖက်ကတော့ကျွန်တော်တို့စောစောစီစီအပိုင်လုံးတစ်လုံးရခဲ့တဲ့ဘောလုံးကို Andrew Onana အပေါင်းစုပို့ထုတ်ခဲ့တယ်ပြီးတော့ကျွန်တော်ပွဲပြီးရင်ဒီမှာ တင်တော့တက်လုံးရတဲ့ဘောလုံးကိုအန်ဒီအိုနာထပ်ပြီးတော့ပို့ထုတ်ခဲ့တာကိုတွေ့ရမယ်အဲ့တော့အိုနာနာကလက်ရှိမှာ crucial movement တွေမှာထပ်ပြီးတော့လုတ်ပြနေတာကိုတော့အများကြီးအများကြီးချီးကျူးရမယ်တဲ့မှာအဲ့တော့ United အသင်းလုံးမှာဒီနေ့ပုံစံမှာ Alejandro Garnacho တယောက်ကလွှင့်တသင်းလုံးလုံးဝ work rate အရင်ကောင်းနေကောင်းလာပါတယ်ဆိုရင် Nico Williams ကို Mazraoui တယောက်အိတ်ကတ်ထဲထည့်ပြခဲ့တာကတော့ချီးကျူးစရာဖြစ်တယ်အဲ့တော့ဒီနေ့ပုံစံမှာ United အသင်းလုံးတော်တော်လေးကိုအဆင်ပြေခဲ့တော်တော်လေးကို class ရှိခဲ့တဲ့အသင်းသင်းဖြစ်ခဲ့တယ်ဆိုတာကတော့မြင်းစရာမလို့လို့မြင်တယ်နောက်တစ်သင်းကလက်ရှိမှာ CB ပိုင်တယ်မှာတကယ်ကိုတော့ကျွန်တော်ကျွန်တော်အသင်းပေါ့နော်ကျွန်တော်လုံးဝမထင်ထားခဲ့တဲ့ အသင်းတစ်သင်းကိုထပ်ပြီးတွေ့ခဲ့ရတယ်။ဒါ Frankfurt နဲ့ပွဲစဉ်ကလည်းပဲ Spa အသင်းနဲ့ဒီနေ့ပွဲစဉ်မှာကောင်းကောင်းကြီးပြင်ဆင်လာခဲ့တယ်။ဒါပေမဲ့ဒီနေ့ပွဲစဉ်မှာတခုကြည့်ပြီးကျွန်တော်လုံးဝတင်းတာကလက်ရှိမှာ Spa fan base ကိုတင်းတယ်။တခါကျရင်ပြခုနကပြောသေးပဲလက်ရှိမှာနီးပြလို့နီးပြလုပ်လို့ဆိုပေါ့။တခါကျရင်ကျွန်တော်တို့ပရိသတ်တွေကတရားဟောင်ပွားဟောင်ပွားလုပ်တယ်။ရန်နီးပြထပ်ပို့တော်တယ်နီးပြထပ်ပို့တက်တယ်နီးပြထပ်အရန်တော်တယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာနီးပြနဲ့ကျွန်တော်တို့ထူးထူးဆန်းဆန်း line up တခုနဲ့ထွက်လာခဲ့တယ်။ Richarlison ကို left wing ပုံစံမျိုးမှာထည့်ပြီးဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Matthias Tell ကို left wing မှာထုတ်ပြီးတော့ဒါ striker နေရာမှာ striker ဒါ ူလန်ကီ right wing နေရာမှာ Brandon Johnson ပုံစံဦးထည့်လာအဲ့တော့ဒါ why ဟာအသက်မှာမနေရတာလမင်းရမဲလို့ဒါ desire တို့တနေ့ desire တို့ဝေးတို့ကြီးခဲ့ရင်ထားနဲ့ Richarlison ဘာဖြစ်လဲကြပြည့်တယ်ဘလောက်မှလည်းမကြောက်စက္ကန့်25စက္ကန့်30လောက်တည်းမှာ Richarlison ပေးပို့မှုကတစ်စိ Brandon Johnson ကိုသွင်းသွားခဲ့တယ်ဆော့ပေါက်တွေကိုပိတ်သွားတာပဲအဲ့တော့ပြောချင်တာကတခါကြရင်တော်လူတွေကလေအရန်အာချောင်းတယ်လို့ကျွန်တော်နေပြီးတော့ဒါခုနကပြောဆိုဟာဘီဇူးမနဲ့ဘန်တန်ကားရဲ့ကွင်းလေကြီးကွာလှုပ်ဖြစ်ပါမလား အဲ့ဒီကွင်းလေကဒီနေ့ပွဲစဉ်မှာတကယ်ကိုကောင်းလွန်ခဲ့တယ်ဘန်တန်ကလည်းဒီနေ့ပွဲစဉ်မှာသူ့ကြောင့်သူ deflection ရပါရခဲ့တာမှန်မဲ့ဘန်တန်ကဘီဇူမာတွဲလွန်ကဒီနေ့ပွဲစဉ်မှာတကယ်ကို superb ဖြစ်ခွင့်လက်ခဲ့လို့ကျွန်တော်နေမြင်တယ်ဒီနေ့ပွဲစဉ်မှာတသင်းလုံးကစပါအတွက်တကယ်ကိုချီးကျူးစရာကောင်းခဲ့တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် discipline ကောင်းကောင်းရှိခဲ့ပြီးတော့ပေးလိုက်ရတဲ့ဘေးကလည်းဗျာကျွန်တော်မနေ့ပြောမှာဆိုကိုကိုလူနဲ့ကိုပြန်ထိပေးလိုက်ရကစားသမားနဲ့ဘာမှမလုပ်လို့မရဘူးကျွန်တော်နေမြင်တယ်အဲ့တော့ကျွန်တော်သိပ်ပြီးတော့ဒါကြီးပြည့်ပြီးမပြောတော့ဘူးဒါပေမဲ့ကျွန်တော်တော့စိတ်ပူတယ်ဘာလို့လဲတစ်ဖက်အသင်းကသူတို့ရဲ့အိမ်ကမှာနှစ်ကိုးနဲ့နှစ်ကိုးနဲ့အထက်အမြဲတမ်းတွင်းနေတဲ့အတွက်ကြောင့်မို့စပါအတွက်နေနဲ့သူတို့ရဲ့အိမ်က ုမှာခက်ခဲထပ်ပြီးတော့ရင်ဆိုင်အောင်မယ်သုံးခုသုံးခုသွားတယ်နှစ်ခုသွားတယ်မတူဘူးအခုလက်ရှိမှာကျွန်တော်လည်းနည်းနည်းလေးစိတ်ပူတယ်ဘယ်လိုပြောနှစ်ခုဆိုတာကြီးကိုကင်ပြီးသွားတဲ့ကြောင့်ပို့ပြီးတော့ရင်ခုန်တယ်အဲ့တော့မမေရအဲ့လိုနှစ်ခုပဲကျွန်တော်ဒါမမေရဒိုင်နမိုဇာဂရက်တုန်းကလည်းအဲ့လိုစပါးအသစ်နဲ့နှစ်ခုဆိုတဲ့ရက်လက်ကြီးကင်ပြီးသွားတာပဲပြီးလည်းပြီးတော့ဟိုကအော်ဒီစစ်ကဟက်ထရစ်နဲ့လှုပ်ချတဲ့စပါးအသစ်ပြတုတ်သွားတယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော် Richie ကိုတော်တော်လေးကိုသဘောကျတယ်ဒီနေ့ပုံစံမှာ Richie left wing မှာတတော်တတော်ကြီးကိုအဆင်ပြေတယ်လက်ဝဲမှာဒါကျွန်တော် Destiny Udogi နဲ့ချိတ်ဆက်တွေလုပ်နိုင်ခဲ့လို့တကယ်ကိုကောင်းမွန်တဲ့ချိန်ဆို အဲ့တော့ဒီနေ့ပုံစံမှာကျွန်တော်ပုံလင်းဆုံးပြောမယ်။ Matthias တဲ့45မိနစ်ဆိုရတယ် Richard Lee စဲ45မိနစ်ဆိုတာကျွန်တော် Richard Lee စဲ45မိနစ် for အများကြီးပူသဘောကြတယ်။ Richard Lee စဲတရားတာကျွန်တော်ခန်စစ်ကိုလည်းလိုက်နိုင်တယ်၊တိုက်ဆက်ကိုလည်းလိုက်နိုင်တယ်။အဲ့တော့ဒါအမှန်တမ်းပြောမယ်ဆိုလာမယ့်ညွေလာမယ့်ညွေရတယ်မှာ Richard Lee စဲကို spa တင်တဲ့ social work ဘူးရာခိုင်နှုန်းများတဲ့အတွက်ကြောင့်မလို့ဒါဘလို့ပဲပြောနှမျောဘူးတော့ကောင်းတယ်။ဒါပေမဲ့ ဒီနေရာမှာပဲ Chelsea စင်နဲ့သူ့ရဲ့နောက်ဆုံးခရီးစဉ်မှာအကောင်းဆုံးသူလုပြသွားနိုင်ခဲ့တာတော်တော်လေးကိုချီးကျူးဖို့ခေါင်းတယ်လို့ကျွန်တော်နည်းမြင့်တယ်။ဒါပေမဲ့ဒီနေ့ပေါ်စမှာဒါတွဲလုံးနေမှာချီးကျူးအောင်မှာဘန်တန်ကဘီဇူးမှတွဲကိုချီးကျူးအောင်မှာဒါပေမဲ့ဒီနေ့ပေါ်စမှာလုံးဝအန်ဒါလုံးဝအန်ဆင်ဟီရိုနှစ်ယောက်ကလည်းဦးဒိုဂီနဲ့ပယ်ရိုဘိုလိုပါပဲ။ပယ်ရိုဘိုရဲ့ဒီနေ့ပေါ်စမှာအဓိက twin goal မှာအယံပေါအောင်ပတ်သက်မှုကောင်းခဲ့တယ်။ပယ်ရိုဘိုရဲ့ people move ကတင်ဒါကျွန်တော်တို့ frankfurt နဲ့ပွဲစဉ်လုံးဝလို့ပဲဒါကျွန်တော်တို့ medicine ရဲ့ twin goal ကိုမြင်ခဲ့ရတယ်။ medicine ကဒီလိုမျိုးဒါ အလုံးဝဟိုလိုအပ်တဲ့အသင်းရဲ့လိုအပ်တဲ့အချိန်မှာပွဲကောင်းတဲ့ဘက်အမြင်နဲ့ရှိုးပြတတ်တာတွေ့ရမယ်တဲ့မှာပါတယ်။ဒီဘက်ကဒါကျွန်တော်တို့ဘူဒိုရဲ့ကလင်းကသူတို့ရဲ့အဓိကကစားသမားတော်တော်များများဒီနေ့ပွဲစမှာဆုံရှုံထားခဲ့ရတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒါတော်တော်လေးကိုအထိနာခဲ့တယ်လို့ပဲဆိုရမယ်တဲ့မှာပါတယ်။ဒီနေ့ပွဲမှာမနိုင်ကတဘွေးလုံးတိုက်တိုက်ရတာဘူဒိုရဲ့ကလင်းရှော့အောင်တာဂက်တလုံးမဲ့ရှိပြီ။အဲ့တလုံးကလည်းတွင်းကိုရခဲ့တာဖြစ်တယ်။စပါးတဲ့ဒီနေ့ပွဲစမှာဗီကာရီအနေနဲ့ဘာမောက်ကိုလုတ်ဆရာမလို့လောက်အောင်ဒီကိုဒါနောက်တန်းကော ကွင်းလေခန်းစစ်ပိုင်းကတော်တော်လေးတိုက်တယ်အထူးပြတာဘီဇူးမနဲ့ဘန်ဒန်ကဒီနေ့ပုံမှာတကယ်ကိုကောင်းခဲ့တဲ့အတော်တော်ဖြစ်ခဲ့ပြီတခါကျရင်ဒီပြတို့ထက်ခင်ဗျားတို့ပုံမသိဘူးဆိုတာဒီလိုမျိုးပွဲစဉ်ကပုံပြီးဖြစ်ပြတာဖြစ်တယ်ကျွန်တော်ကတော့မက်သီးယပ်စတယ်ကိုအခုချိန်ထိမကြိုက်ဘူးလို့ပဲပြောပြစီဒီလောက်ပါပဲအဲ့တော့ ချက်စီပွဲအကြောင်းပြောချက်စီပွဲကိုတော့ကျွန်တော်မနေ့ပြောမကြည့်ဖြစ်ခဲ့ဘူးကျွန်တော်ကြည့်နေတဲ့ line ကချက်စီပွဲကိုလုံးဝမလွတ်ဘူးဘယ်လိုဖြစ်လဲကျွန်တော်ကြည့်တော့ဒါဗီဒီယိုလုံးနေဖြစ်တယ်အဲ့တော့ကျွန်တော်နေချက်စီပွဲကိုမကြည့်ရတော့ကျွန်တော်ဒီနေရာမှာအတူချုံးမပြောရမယ်ဆိုတော့ချက်စီတင်းကတော့ရှင်းပါတယ်ဒီဂျူဂါဒန်လိုအသင်းမျိုးကိုဒါဒီနေ့ပေါ်စံမှာအေးအေးဆေးဆေးပဲသူလုပြခဲ့တယ်အရန် line down နဲ့ဒီနေ့ပေါ်စံမှာဒါကျွန်တော်ထွက်ခဲ့တယ် George ကိုနေရာပေးခဲ့ပြီးလက်ရှိမှာဒါ Sancho A မွေးလေးဒါကောင်းသလိုပြခဲ့တယ်အဲ့တော့ဒီနေ့ပေါ်စံမှာဒါလက်ရှိ ချက်စီအသင်းအတွက်ခုနောက်ပိုင်းမှာပွဲစဉ်တွေမှာဂိုးပေါင်ပတ်သက်မှုမှာအင်မတန်မှကောင်းလွန်းနေခဲ့တဲ့ကစားသမားဖြစ်တဲ့အန်ဆိုဖာနန်ဒက်စ်ကလည်း assist တစ်ခုရခဲ့တာကိုတွေ့ရမယ်။ဘယ်လိုပဲပြောပါလက်ရှိမှာချက်စီပြည့်တဲ့တိတ်မှုနဲ့ RC ရင်းယူကွင်းလယ်မှာဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးသုံးနေစေတွေ့ရမယ်။ဒါပေမဲ့4-1ဆိုတဲ့ရလဒ်ကိုဒီဂျူကာတဲ့အင်ကွင်းမှာကိုင်နိုင်ခဲ့တဲ့ချက်စီတွေကတော့လာမယ်။ဒါကျွန်တော်တို့ ခုလက်ရှိဒီဖလားကတော့သူတို့ဖလားနေနေတည်ကြတော့ပါပြီအဲ့တော့တစ်ဖက်က Real Betis ထွက်မယ်ဆိုရင်တော့ Chelsea အသင်းနဲ့ဒါကျွန်တော် Real Betis ကို final မှာတိတိကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်မှာပါပေါ့တစ်ဖက်ကဒါ Anthony တို့အုပ်စုအနေနဲ့ဗာများလုပ်ပြတယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ပွဲတစ်ပွဲဖြစ်မယ်လို့ကျွန်တော်တို့ပုံကူရေးရမြင်နေအဲ့တော့လက်ရှိမှာအင်္ဂလိပ်အသင်းနေအကုန်လုံးနီနီဒီနေ့အကုန်လုံးနေမှာအကုန်လုံးနိုင်သွားခဲ့တယ်ဂိုးပြတ်ကြီးပဲနိုင်တော့ကြာအကုန်လုံး congratulation မှာအဲ့တော့ကျွန်တော်တို့တို့ပြကိုတိပြီးပါအောင်ကျွန်တော်တို့အများကြီးစကားကိုမပြောကိုအသင်းကြောင့်ကိုတိတို့ကျွန်တော်တို့ကတော့ အဝေးကွင်းပွဲစဉ်ပြီးမှပဲခင်ဗျားနဲ့စကားဆက်ပြောမယ် United ကလက်ရှိမှာ Bilbao ကိုလက်မှတ်ကိုဖျက်ရင်ဖျက်ထားလိုက်တယ်ဘောလုံးလက်ရှိမှာ Bilbao ရောက်နေပြီသားဆိုတော့ဟိုတယ်ကဆက်ယူယူထားလိုက်တယ်ကျွန်တော်တို့ကတော့ကစားအောင်မှဖြစ်ပါတယ်နောက်ပါပဲ ဘလုံးဝဲတွေကိုကြည့်ရှုကြနေဆိုရင်တော့ Youth Sport Media 3.0ဆိုတော့ TV4 တို့မှာချင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာရဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြိုးတမှာဗျ။ကောင်းမွန်တော့ဒီလေးတနေ့ဖြစ်ပါစုစုမောင်းကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာပဲ AC စစ်တွေ့ကြတာပေါ့။အားလုံးမကြိုးတမှာလေကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုစုမောင်းကောင်းတောင်းပေးနေထောက်မှာ AC တွေ့ကြတာပေါ့။ဒေဗော်ဗျ။